်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVU မြင်တဲ့ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်လေကြောင်းတိုက်ခိုက်မှုကြောင့်လူအယောက်40ထက်မနည်းသေဆုံးခဲ့ပြီးလေးရက်မြောက်တဲ့ဒီနေ့ဧပြီလ22ရက်မှာတော့ယာယီအပြစ်ခတ်ရစေကာလထက်မှန်တိုးမြင့်လိုက်ကြောင်းစစ်ကောင်စီဘက်ကကြေညာလိုက်ပါတယ်မတ်လ28ရက်ကအင်အားကြီးမာတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ကစေးလုပ်ငန်းတွေဆောင်ရွက်ဖို့ယာယီအပြစ်ခတ်ရမယ်လို့စစ်ကောင်စီကကြေညာခဲ့ပြီးတဲ့နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကိုနိုင်ငံတော်မှစတိုက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။မတ်လ28ရက်ကနေဧပြီလ27ရက်အထိစစ်တပ်ကတိုက်ခိုက်မှုအကျဉ်280ပြုလုပ်ခဲ့ပြီးအပြစ်မဲ့ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်230ထပ်မံတေဆုံခဲ့ရပါတယ်။ဒီလိုကာလမှာပဲစစ်ကောင်စီကမူလထုတ်ပြန်ထားတဲ့ဧပြီလ2ရက်ကနေ22ရက်အထိအပြစ်ရက်ကာလကိုဧပြီလ23ရက်ကနေဧပြီလ30ရက်အထိယာယီအပြစ်ရက်ကာလထပ်တိုးတယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။

FE5 တနင်္သာရီအဖွဲ့ကဧပြီလ22ရက်မှာထုတ်ပြန်လိုက်ပါတယ်။မတ်လအတွင်းမှာစစ်ကောင်စီရဲ့စစ်ကြောင်းထိုးရတဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်နေရွှန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ပြည်သူ66800ကျော်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ဘိတ်ခိုင်ပလောတနင်္သာရီဘိတ်နဲ့ကျုံးစုမြို့နယ်တွေမှာနေရွှန့်ခွာခဲ့ရသူအ ਨੇ ဆုံး3950ကျော်ရှိခဲ့ပြီးတဝဲခိုင်တဝဲလောင်းလုံရေဖြူတရချောင်းမြို့နယ်တွေမှာတော့ နေရစွန့်ခွာထွက်ပြေးခဲ့ရသူအနည်းဆုံး28,300ကျော်ရှိခဲ့တယ်လို့စီးရင်ပြုစုထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာဘိတ်ခန်ကတနင်္သာရီမောတောင်နယ်ဆက်ကုံသွေးလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ဖို့2024ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ကလေးကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးခဲ့ပြီးလက်ရှိအချိန်အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်ရှင်။ မစလနဆရှိရနေ့ကမန္တလေးမြို့အနီးကိုဗဟိုပြုလှုပ်ရှားခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်မန္တလေးမြို့မှာလူနေအိမ်ခြေ4200ပြိုကျခဲ့ပြီးနေအိမ်ပေါင်း2100ကျော်လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။နောက်ဆက်တွဲငလင်ငယ်တွေလည်းဆက်လက်လှုပ်ခတ်နေတဲ့အတွက်ထပ်မံပြိုကျနေတဲ့အဆောက်အဦတွေရှိသလိုအဆောက်အုံအလုံးလိုက်မြေကျွန်းကျမှုတွေလည်းဖြစ်ပေါ်နေတာပါ။အဲ့ဒီအခြေအနေတွေအကြောင်းမန္တလေးမြို့မှာနေအိမ်တွေကိုအခမဲ့စစ်ဆေးပေးနေတဲ့စေနာဝန်နဲ့အင်ဂျင်နီယာတယောက်ကို DV သတင်းတောက် theory ကဆက်သွယ်မြင်ထားပါရဲ့ရှင်။ မြေထဲကိုကျွန်သွားတဲ့အဆောက်အဦတွေအတွက်ကဆောက်လုပ်ရေးဘက်ကရောကြီးပေးမယ်ဆိုတာမျိုးရောကြားမိလားရှင်။ရောကြီးကိစ္စကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်ညာတို့ကပြောထားတဲ့စကားတွေပြီးတော့စာချုပ်မှာပါဝင်ထားတဲ့အချက်လက်တွေနဲ့ညှိဖို့လိုပါလေရှင်။ကျွန်ညာတို့ကတော့ငလျင်တံဘယ်လောက်ထိခံနိုင်တယ်လို့ပြောပြီးတော့မှတကယ်တမ်းငလျင်တံမခံနိုင်ဘူးဆိုလို့ရှိရင်ပေါ့နော်။ဒီပြမှုဆိုင်ရာဥပဒေပုံမှား420 409ကိုချိုးဖောက်ပြီးတော့လှည့်ဖြားရောင်းချခြင်းလိန်လယ်မှုတွေနဲ့တရားစွဲလို့ရပါတယ်ရှင် တချို့အားကြတော့ဗောနော်သူတို့ရဲ့လုံတက်ကျွမ်းကျင်မှုတွေကိုယူပြီးတော့စောက်ကြလာစာချုပ်ချုပ်တဲ့အခါမှာအချက်လက်မပြည့်စုံတလို့ရှိနေတွေလည်းမပါပါဘူးရှင်တပ်ပါတီပါဖို့ဆိုတာလည်းကိုဝေးဗောနော်နားလည်မှုနဲ့စာချုပ်ချုပ်တယ်နားလည်မှုနဲ့စောက်ကြတယ်အမှန်ဆန်ချက်တစ်ခုမှမပါဘူး သူတို့စီရဆိုလို့ရှိရင်တော့ငွေရဖို့နေနေတတအင်လာဆက်ဖို့ကိုတော့မှမျှော်လင့်ချက်ချလို့မရပါဘူးရှင်။နောက်တစ်ခုကတော့စာချုပ်မှာငလင်တန်ခံနိုင်တယ်လို့စကားပါခဲ့တယ်ဆိုလို့ရှိရင်တရားစွဲတဲ့အခါမှာ win to lose ကကြတော့50 50ပဲရှိပါလိမ့်ရှင်။ဘာလို့ဆိုတော့ငလင်တန်ခံနိုင်တယ်ဘလောက်ခံနိုင်တယ်ဆိုတော့မပါဘူးပေါ့နော်။ဟုတ်နောက်တစ်ခုကတော့ငလင်တန်ဘလောက်ထိခံနိုင်တယ်လို့ပါလာခဲ့ပြီဆိုလို့ရှိရင်တော့ခံနိုင်ရည်ထက် မကျော်ရင် ဒါဒီမှုကနိုင်ဖို့က90ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိရှိပါတယ်ရှင်။ Treasure ပါတဲ့အဆောက်အဦတွေမှာဆိုလို့ရှိရင်တော့ ACI ကုတ်တွေပါပါတယ်။အဲ့ဒီ ACI ကုတ်တွေမှာတိုင်ဆိုင်ဘယ်လိုသုံးထားလဲဘယ်လောက်ထိခံနိုင်ရည်ရှိလဲဆိုတာကုတ်ထဲမှာပါပြီးသားရှင်။ Treasure ထဲမှာဆိုလို့ရှိရင်လည်း ACI ကုတ်ကင် Gravity Only နဲ့ Run တလားဒါမှမဟုတ် Fashion Week တွေနဲ့ Run တလား Zone 1နဲ့ Run လား Zone 2နဲ့ Run လားပေါ့နော်။ဘယ်လောက်နဲ့ Run လဲဒါတွေကပြန်ကြည့်ရပါတယ်။ အဲ့ဒီကုတ်တွေထဲကြော်လွန်သွားတဲ့ငလင်လေးဆိုလို့ရှိရင်တော့တရားဆွဲလေးအယောစားမရနိုင်ပါဘူး။ဘာလို့လဲဆိုတော့သတ်မှတ်ထားတဲ့ခန္ဓာကြီးအားထိုက်ကြော်လွန်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ဒီတဘာဝလေးကကြော်လွန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ အာဒါသူတို့ရောစားမရနိုင်ဘူးပေါ့အဲ့တော့ရောကြေးရမရဆိုတာသူတို့အထက်ကပြောခဲ့သလိုမဲပေါ့နော်အချက်လက်တွေနဲ့ညှိသလားကိုစားရုပ်ချုပ်ခဲ့တုန်းကရောဒီချက်လက်တွေပါသလားဇုံဘလောက်ထိခံနိုင်တယ်လို့ပါတယ်လဲဟုတ်ပြီ stretcher ပါတယ်ဆိုလို့ရှိရင်ဒီ stretcher ထဲမှာရောဘလောက်ထိခံနိုင်တယ်လို့ပါပေးလဲပေါ့နော်ဒါလေးတွေကိုတစ်ချက်ပြန်ကြည့်ရပါတယ်တကယ်လို့ကိုယ့်ရဲ့စားရုပ်ထဲမှာရော stretcher ထဲမှာရောဒီ7.7လောက်ကို ခံနိုင်ရောက်တဲ့အနေအထားတစ်ခုပါတယ်ဆိုလို့ရှိရင်တော့ဒါရော်ကြီးရောက်ဖို့အတွက်ကန်ထရက်စီမှာတော့ပြီးရညှိနှိုင်းလို့ရတယ်မပေးဘူးဆိုလို့ရှိရင်တရားစွဲလို့ရပါလိမ့်ရှင်ဟုတ်ကဲ့အခုကအိန္ဒိယပစ္စည်းရာလည်းအရန်များဆိုလို့ဒီစီပင်ဘက်ကရောဘယ်လိုတာဝန်ယူရတာလဲလို့ပေးလဲရှင်စီပင်ဘက်ကတော့ ပြိုကြရတော့မယ့်အိမ်လေးပေါ့နော်ပြီးပြီဆိုလို့ရှင်ဆိုင်နေနေတဲ့အိမ်လေးဖြိုးဖို့ဖြတ်ဖို့ဆိုလို့ရှိရင်တော့တို့စီမှာစည်ရင်တော့ပေးရပါတယ်ကိုယ်လည်းရောက်တယ်ဆိုလို့ရှိရင်စီပင်ဘက်ကလာပြီးတော့ဖြိုးဖြတ်ပေးပါတယ်ရှင်ဒီအိမ်လေးနေတဲ့မနေတဲ့ဖြိုးတဲ့မဖြိုးတဲ့ဆိုတာလည်းစီပင်ဌာနမှုတွေပေါ့နော်အမားတွေကလည်းလိုက်ပြီးတော့စစ်ပေးနေပါတယ်ဖြိုးရမယ့်အိမ်လေးဆိုလို့ရှိရင်ရှင်တခါလေးပြောခဲ့တယ်ဖြိုးရမယ်ပေါ့နော်စည်နေပါတခါလေးကောက်သွားတယ်အလဲကြတယ်ဆိုလို့ရှိရင်တော့တို့စီကနေလာပြီးတော့အစိုးရဖြတ်ပေးတယ်ပေါ့နော်လူဝင်အားမမြတာရယ်ဒီစည်ရန်တရားအင်အားမမြတာရယ်နောက်ဘန်လေးတိုင်းတစ်ခုလုံးနဲ့ ါတယ်ဆိုလို့ရှင်ခိခိုက်ဆုံးရှုံးမှုကများတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့လည်းဒါအလုပ်တော့လုပ်နေတယ်ရမ်းများတာဖြစ်တဲ့အတွက်နှီးနေတယ်ပေါ့နော်အဲဒီလိုဒီလိုမျိုးလေးအခြေအနေတော့ရှိပါတယ်ရှင်အိမ်ဖြိုမယ်ဆိုလို့ရှင်စင်းတော့ပေးပြီးပြီးစောင့်ရမယ့်အနေအထားတစ်ခုပဲရှိရရှင်ဟုတ်ကဲ့အခုလိုအိမ်နေဖြိုချရမယ်ဆိုတော့အိမ်ရှင်တွေအတွက်ဘယ်လောက်ထိခိခိုက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်လဲရှင် အင်ဖြိုဖို့ဆိုလို့ရှိရင်တော့အင်ရှင်တွေကပေါ့နော်ကောက်ဥဆောက်တာတော့မှနားမလည်အောင်ပေါ့နော်ဖြိုဖို့ဖျက်ဖို့ဆိုတာခေါ်ဖို့ဆိုတာလည်းသူတို့မှအဆက်အသွယ်မရှိပါဘူးသူတို့မှဆက်သွယ်မရှိဘူးဟိုဘသူ့ကိုဘယ်လိုပြောရမှန်းမသိဘူးအဲအဲ့လိုမျိုးလေးတွေပေါ့ပြီးတော့ခေါ်လိုက်တဲ့လူတွေကြတော့လေဟိုတမတမတ်ချက်ချလာပြီးတော့အင်ဖြိုဖျက်ကြတဲ့လူတွေရှိသလိုအဲဒီလိုပဲဟိုတောက်လိုက်စားလိုက်ဤပဲပဲနဲ့လိုက်ပြီးတော့မှငွေသာတောင်းသွားတယ်ပေါ့နော်ငွေသာတောင်းသွားတယ်လုပ်ငန်းကအရာမတွင်ဘူးပေါ့ဒါမျိုးလေးတွေလည်းရှိတယ်ဟုတ်ကဲ့ရှင် အမအနေနဲ့ရောအင်ရှင်တွေအတွက်ဘယ်လိုမျိုးအကြံပေးချင်တာမျိုးရှိလဲရှင်တော်ဦးတစ်ခုဆောက်တဲ့အခါမှာပေါ့ဆောက်လို့ရေးပိုင်းကိုတော့ပြစ်မတင်လို့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေအရကိုကဒါဒီစစ်သေးရေးပေးနေပေးမိပေးဒီဘေးအန္တရာယ်မျိုးစုံနဲ့ကြုံနေရတာဖြစ်တဲ့အတွက်အင်ရှင်တွေကလည်းတူတက်နိုင်တဲ့ငွေလေးတွေနဲ့ဆောက်တာပေါ့နော်။ဟိုကန်ထိုက်တွေလည်းအများကြီးရှိပါတယ်။ကောင်းတဲ့ကန်ထိုက်တွေလည်းရှိတယ်လို့မကောင်းတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်။တွန်တွဲနေတာပေါ့။ဒီခုနောက်ဆောက်မဲ့အင်ရှင်တွေကပြောချင်တာက အကယ်၍မြန်ကိုကအစာအုပ်တစ်ခုစောက်ဖို့ခန်း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 စောက်ဖို့ငွေမလုံလောက်ခဲ့ဘူးဆိုလို့ရှိရင်ကိုပိုင်ထားတဲ့မြေခွက်ပေါ်မှာပေါ့နော်ဟိုထင်းရအိမ်မဲနေနေဟိုပြင်ထောင်လေးပဲနေနေနံကက်လေးပဲနေနေပေါ့နော်ဟိုဒီလိုမျိုးလေးကိုအရင်စောက်ပြီးတော့နေပါကို့မှာငွေအရန်များလာပြီးဆိုတော့မှဒီအိမ်စောက်ဖို့အတွက်တာကက်ပြည့်ပြီးဆိုတော့မှအစာအုပ်ကိုခန်း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 လေးစောက်ဖို့ပြန်ပြုတ်ရှင်ပါတယ်အိမ်စောက်မဲ့သူတွေပေါ့နော်ဒီဇိုင်းနဲ့စထရက်ချာလေးတော့ရအောင်တွက်ပေးပါကိုစောက်မဲ့ညီနေရာပြီးဖို့မြေတွေဖြစ်နေလားချောင်းပေါ်ကလည်းပြန်ဖို့ထားလားချောင်းနဲ့မီးလားကန်နဲ့မီးလားဘာနဲ့ ီးစလဲပေါ့နော်။ဒါမျိုးတွေကိုလည်းတစ်ချက်ပြန်ပြီးတော့ဆန်းစစ်ပါရှင်။အခုငလင်ကတော့ဒီအကုန်လုံးပေါ့နော်။အင်ရှင်တွေရော၊ကန်ထရိုက်တွေရော၊အင်ဂျင်နီယာတွေရောဒါပညာပေးသွားတာဖြစ်ပါလေ။ငါရှိသေးတယ်ပေါ့ပေါ့တန်တန်မလုပ်ကြနဲ့ဆိုတော့သတိပေးချက်တွေပေါ့နော်။အင်ရှင်တွေရော၊ကန်ထရိုက်တွေရော၊အင်ဂျင်နီယာတွေရောကူအားစားပြီးတတိချာလေးနဲ့စီစီစွတ်လေးနဲ့အင်ဆောက်ကြဖို့လည်းပြန်ပြူချင်ပါလေရှင်။ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတော့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်